ဒီဗီဒီယိုမှာတော့ကျွန်တော်အနေနဲ့က client server architecture pattern ကိုပြပြအောင်ဖြစ်ပါတယ်ဒီဟာကအရင်တည်းကိုရွေးရှင်းပါတယ်ကျွန်တော်တို့အခုမှစပြီးတော့လေ့လာနေတဲ့သူဆိုရင်တော့ဒီဟာကိုကျွန်တော်အနေနဲ့ရင်းနှီးချောင်းဝင်စားတည်ဖို့လိုအပ်ပါတယ်ဒီဟာနားလည်လို့ရှိရင်ကိုယ်အနေနဲ့အခြား pattern တွေသွားတဲ့ချိန်ကျရင်လည်းအခက်အခဲမရှိတော့ပါဘူးဘာလို့လဲဆိုတော့ဒီကောင်းကလုံးဝ basic ကျတဲ့ pattern ပဲဖြစ်ပါတယ် ြီးလို့ရှိရင်ဒီကောင်ကကျွန်တော်တို့နဲ့လည်းအရင်မဆိုင်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒါပေါ်ကျွန်တော်တို့ web development လုပ်တယ်ဆိုရင်ကျွန်တော်တို့ client နဲ့စာပါကိုကျွန်တော် connect လုပ်ရတယ်ဒီရတွေကိုနားလည်ရတယ်အဲ့ဒီအတွက်ကြောင့်မလို့ကို system design လုပ်တဲ့ချိန်မှာလည်းဒီ client server architecture pattern နဲ့ဆိုရင်ကိုကပို့ပြီးတော့ရှင်းရှင်းလင်းလင်းနားလည်တာဖြစ်ပါတယ်ကိုနေရခြားသော pattern တွေကိုလေ့လာမယ်ဆိုရင်လည်းဒီ pattern ကိုရထားရင်နောက်ပတ်တိုင်တစ်ခုကိုလေးလာတဲ့ခါကျရင်လည်းအခက်ခဲသိမ့်မရှိတော့ပါဘူး။ Okay အားလုံးဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးကိုစလိုက်အောင် ျွန်တော်စီစဉ်ဒီဇိုင်းမှာဆိုရင် client နဲ့ server architecture ကလုံးဝကိုအခြေခံကြတဲ့ architecture တွေမှာပါပါတယ်ကျွန်တော်တို့ monolithic တို့ microservice တို့စသဖြင့်ပေါ့နော်တခြားတော့ကျွန်တော် architecture pattern တွေရှိတယ်ကျွန်တော်အဲ့အရာကိုမလိလာခင်မှာကျွန်တော်အနေနဲ့ကောင်းစွာနားလည်ဖို့လိုအပ်တာကတော့ဒီ client server architecture အပိုင်းပဲဖြစ်ပါတယ်ဒီအားကကျွန်တော်တို့အခုမှစပြီးတော့လေ့လာနေတဲ့တွေ့ရတဲ့အရန်နဲ့ကိုအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ကိုကဒီ client server အကြောင်းတွေကိုကောင်းကောင်းနားမလည်ဘူးဆိုရင်ကိုအနေနဲ့ monolithic လောက်တာပဲဖြစ်ဖြစ် micro service လောက်တာပဲဖြစ်ဖြစ် layer architecture တောက်တာပဲဖြစ်ဖြစ်ကျွန်တော်အဲ့လို architecture အမြင့်ပိုင်းတွေကိုလေ့လာတဲ့အခါကျရင်အခက်အခဲတွေရှိနေပါတယ်အဲဒီတဲ့ကြောင့်မလို့ကျွန်တော်အခု DVD ဒီဒီမှာကျွန်တော်ဒီ client နဲ့ဆက်ပါ architecture အကြောင်းကိုကျွန်တော်တိကျလေးရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော် client နဲ့ server architecture မှာဆိုရင်အဓိကအဖြစ်တော့ကျွန်တော်တို့ component တစ်ခုပဲရှိပါတယ်ကျွန်တော်တို့ client ရယ်ကျွန်တော်တို့ server ရယ်ဒီ component တစ်ခုကအဓိကကြပါတယ် ဒီကကြရတယ်ပြီးရင်ကျွန်တော်ဒီ client ဆိုတော့အားလုံးသိတဲ့အတိုင်းကျွန်တော်တို့တောင်းတဲ့ user ပါเนาะကျွန်တော်တို့ user ကိုကျွန်တော်အနေနဲ့ဒီဘက် client လို့ခေါ်ပါတယ်ဒီမှာ user ကျွန်တော်တို့ဒီ server ကြတော့ကျွန်တော်တို့ရဲ့နောက်က process တွေ run ရတဲ့ကောင်ပေါ့เนาะကျွန်တော်တို့ background process တွေ run ရတဲ့ကောင်အဲ့ဒါကကျွန်တော်တို့ရဲ့ server ပါဥပမာပြောရရင်တော့ကျွန်တော်တို့လဖေးနိုင်ပါဆိုရင်ကျွန်တော်တို့လဖေးလာတောက်တဲ့လူနဲ့လဖေးဖြောတဲ့လူပေါ့ဗျာအဲအရလို့မှတ်ထားရင်ရပါပြီ ျွန်တော်ဒီ architecture ရဲ့ overview နေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့က client ကဒီမှာကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တို့ login တာတခုပေါ့နော်ကျွန်တော်တို့ဒီမှာ data တခု request လုပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ data တခုကိုပြန်ပြီးတော့ user တောင်းတဲ့ data ကိုပြန်ပြီးတော့ response ပေးရပါတယ်အဲ့ဒါပါပဲ client နဲ့ server architecture ကဒီဟာက basic ပါ ဒီလိုမျိုးပုံစံတွေကိုကျွန်တော်တို့ web development လုပ်တာဖြစ် application တစ်ခုလုပ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့ဒီပုံစံသဘောတရားကိုရင်းနှီးကျွမ်းဝင်မှုရှိလိမ့်မယ်လို့ကျွန်တော်တို့ထင်ပါတယ်ကျွန်တော်အရှိမ client server architecture ရဲ့ overview လေးကိုကျွန်တော်ပြောပြကြည့်ဆိုတော့ကျွန်တော်ဒီမှာ basic model လေးကိုကျွန်တော်ချက်ရှင်းပြပါမယ်ဒါတော့အခုမှစပြီးတော့လေ့လာနေရသူဆိုရင်တော့ဒီ client server basic model လေးကိုကျွန်တော်ကြည့်ရအဆင်ပြေအောင်လို့ကျွန်တော်ဒီကထည့်ထားပေးခြင်းဖြစ်ပါတယ် ်ဟောတည်ပြီးသားဆိုရင်ကြော်ရလို့ရပါတယ်မတည်သေးဘူးဆိုရင်တော့ဒီမှာကြည့်လို့ရပါတယ်โอเคကျွန်တော်တို့အနေနဲ့ application လောက်တာပဲဖြစ်ဖြစ် web လောက်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ရှိတာက client ရဲ့ server ရဲ့နှစ်ခုရှိပါတယ်အဲ့နှစ်ခုကဘယ်လိုမျိုးသွားလဲဆိုတော့ပြပြမယ်ကျွန်တော်တို့ client ကနေပြီးတော့ client ပေါ့နော်ကျွန်တော်တို့ဒီ user interface ကနေပြီးတော့ကျွန်တော်တို့က request တစ်ခုပို့ request တစ်ခုပို့လိုက်လို့ရှင်ဒီမှာကျွန်တော်တို့ request တစ်ခုပို့လိုက်လို့ရှိရင်ဒီ server နေပြီးတော့ကျွန်တော်ပို့လိုက်တဲ့ဟာရဲ့ဒီ business logic တွေကိုသူ့အနေနဲ့ဒီမှာ background process လုပ်တယ်လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကိုပြန်ပြီးတော့ response ပေးပါတယ်ဒီ client server ရဲ့အဓိကလုပ်လုပ်ပုံကဒီအရွေးဖြစ်ပါတယ်ကျွန်တော်အနေနဲ့ request တစ်ခုပို့ပြန် request ပို့လိုက်တဲ့ဟာကို server နေပြီးတော့ response လုပ်မယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ basic client server model ပဲဖြစ်ပါတယ် ျွန်တော်အနောက်မှာကျွန်တော်ဒီရန်နဲ့ပတ်သက်ပြီးတော့ကျွန်တော် example ထည့်ထားပါတယ်ဒီအဲ့ example မှာတော့ဒီကျွန်တော်တို့ request တခုပို့လိုက်လို့ရှိရင်သူ့အနေနဲ့ဘယ်လိုမျိုးသွားလဲဆိုတဲ့အကြောင်းအရာတွေပါကျွန်တော်ထည့်ပြီးတော့ပြပြမှာဖြစ်ပါတယ်ဟောဒီမှာကျွန်တော် business logic ဆိုတာကိုကျွန်တော်နောက်ပိုင်း database အကြောင်းတွေပြောပြတဲ့အချိန်တိုင်းကျွန်တော်ရှင်းပြပါမယ် business logic တွေကပါတယ်ဘယ်လိုမျိုးလဲဆိုတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ကျွန်တော်ရှင်းမှာပြပြခဲ့တဲ့ဟာက basic client server model ဖြစ်ပါတယ်ဒီမှာကျွန်တော် maribel client နဲ့ one server အကြောင်းကိုပြပြမှာဖြစ်ပါတယ်ဘာလို့ဒီကောင်ထည့်တာလဲဆိုတော့ဒီကောင်ကကျွန်တော်တို့အနေနဲ့ဗောနော်ဒီ client server အဖြစ်တဲ့ခြားမှာဒီကောင်ကနည်းနည်းလေးဟိုခေါင်းစားတဲ့အပိုင်းမှလည်းပါတယ်ဗောနော်ခေါင်းစားဆိုတာအရင်တော့မဟုတ်ပါဘူးကျွန်တော်နည်းနည်းဗောနော် okay ကျွန်တော်တို့ဒီမှာ client က ကျွန်တော် user ပေါ့နော်ကျွန်တော် user client 1ရှိမယ် client 2ရှိမယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ရဲ့ client ကဒီမှာ3ရှိမယ်ဒီမှာကြည့်လိုက်ပဲသူတို့တွေကမတူညီတဲ့ device ကနေကျွန်တော်တို့အသုံးပြုနေတာကိုတွေ့ရပါလိမ့်မယ် Okay ဒီမှာဆိုရင်ကျွန်တော်တို့ဒီကောင်ကို handle လုပ်ထားတာကဘာနဲ့ handle လုပ်ထားလဲဆိုရင်ကျွန်တော်တို့က server set တစ်ခုတည်းနဲ့ကျွန်တော်တို့က handle လုပ်ထားတာဖြစ်ပါတယ် ျွန်တော်တို့နေဒီလိုမျိုးပေါ့နော်ဝမ်းစာပါဆက်ရလုပ်တဲ့ချိန်ကျရင်ကျွန်တော်တို့အတွက်အားတာချမ်းနဲ့အားနေချက်ဆိုပြီးနှမျိုးရှိပါတယ်ကျွန်တော်တို့အားတာချက်ကဘာလဲဆိုရင်တော့ကျွန်တော်တို့ကစာမဆက်ရကတခုတွေဖြစ်တဲ့ကြောင့်လို့ကျွန်တော်တို့ manage လုပ်ရတာပို့ပြီးတော့အဆင်ပြေပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဒီစာပါတစ်လုံးနဲ့ဆိုတော့ဗျာကျွန်တော်တို့ပတ်စံပိုင်းမှာလည်းကျွန်တော်တို့ cost က efficient ပို့ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဟောအခြားကုန်ကြရတဲ့ကျွန်တော်ဆာဝါတစ်လုံးနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ကုန်ကြစီလည်းတက်တာပါတယ်နောက်ပြီးတော့ဒီကောင်ကဆာဝါတစ်လုံးနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ data အပိုင်းမှာပြန်ကြည့်မယ်ဆိုရင်လည်းဒီကောင်က data consistency ပို့ပြီးရရှိပါတယ် ကျွန်တော်တို့ပို့ပြီးတော့ data ဒီကိုယ့်ရဲ့ server မှာရှိတဲ့ data တွေကိုကိုယ်အနေနဲ့ပြန်ပြီး analyze လုပ်တာတခြားသောဟာတွေလုပ်တာဆိုရင်လည်းပို့ပြီးတော့အဆင်ပြေပါတယ်။ဒါတော့ကောင်းတဲ့အချက်ပေါ့နော်ကျွန်တော်တို့မကောင်းတဲ့အချက်ကိုသွားကြည့်မယ်ဆိုရင်ကျွန်တော်တို့ကကျောင်းအနေနဲ့ user အများကြီးကိုတစ်ခါတည်း handle လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ server fail တာတွေကျွန်တော်တို့အနေနဲ့ကြုံတွေ့ရနိုင်ပါတယ်။ဒီလိုမျိုး server fail တာတွေကိုကြုံတွေ့ရတဲ့ဟာကိုကျွန်တော်တို့ဒီမှာအသုံးအနှုန်းတစ်ခုရှိပါတယ်အဲ့ဒါကိုကျွန်တော်ဒီခါလေးပြောပြပါမယ် single points of failure လို့ခေါ်ပါတယ်။ကျောင်းနေတဲ့ဒီအောင် single points of failure လို့ခေါ်ပါတယ်။ဒါကတော့ကျွန်တော်တို့ကဒီ server တစ်လုံးထဲမှာ handle လုပ်ရတဲ့ဖြစ်တဲ့ကြောင့်မလို့ဒီစုံတစ်ခုသား server ဖြစ်သွားခဲ့မယ်ဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ product တစ်ခုလုံးက shutdown ကြတော့မှာဖြစ်ပါတယ်။ကျွန်တော်နေ backup ထားရမယ်ဆိုရင်တော့ကျွန်တော် online တက်ဖို့တော့ ရှိပါတယ် online ပြန်ပြီးတော့တက်နိုင်ပါတယ်ဒါပေမဲ့ကိုက backup မထားခဲ့ဘူးဆိုရင်တော့အားဆိုရင်တော့ပါပြီကျွန်တော်စာပါကြီးကပြတ်သွားမှာဖြစ်ပါတယ် data တွေပျောက်သွားတာတွေဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့က user အများကြီးကို handle လုပ်ရပြီဆိုရင် performance issue တွေဖြစ်လာပါပြီ performance bottleneck တွေကျွန်တော်အနေနဲ့ကြုံတွေ့ရပါနာကြုံတွေ့ရနိုင်ပါတယ်ဒီဟာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ server ကို user တွေအများကြီးကဒီ တို့လိုချင်တဲ့ဟာတွေပေါ့နော်တို့ request ပို့တဲ့ဟာတွေအရင်များတဲ့ခါကျတော့ကို server မလိုက်နိုင်တဲ့အတွက်ကြောင့်မလို့ဒီဟာတွေကိုဖြစ်လာတာဖြစ်ပါတယ်နောက်တစ်ခုကတော့ scale issue ပါကျွန်တော်တို့က server တစ်ခုလေးဒါ set လောက်ထားမယ်ကျွန်တော်တို့ဒီရေရှည် plan အတွက်ပေါ့နော်ကိုယ်နေတဲ့ဒီ application ကိုဒီရိုးရှင်းရမယ်စဉ်းစားပြီးတော့ကျွန်တော်တို့က future plan အတွက်ထည့်မစဉ်းစားဘူးဆိုရင်နောက်တစ်ခုကတော့ scale issue တွေဖြစ်လာနိုင်ပါတယ် scale လုပ်တဲ့အပိုင်းဒီမှာကျွန်တော်အနေနဲ့ပို့ပြီးတော့ခက်ခဲလာနိုင်ပါတယ်။ဘာလို့လဲဆိုတော့ကိုကထားတော့ user target user ဗျာ။음ပထမတော့100နဲ့စတယ်။100နဲ့တော့ဒီ server ကို okay တယ်။ဒီ server ကျွန်တော်အဆင်ပြေလေးတယ်။ကျွန်တော်1000လေးရောက်တော့ကျွန်တော် server နှီးလာပြီ။ကျွန်တော်အနေနဲ့ဒီ bottleneck တွေဖြစ်လာပြီဆိုရင်ကျွန်တော်အနေနဲ့ကဒီ1000ရောက်လေးချိန်ရရင်ကိုကဘလို့ server တွေကိုကျွန်တော်တို့ scale လုပ်မှလဲပေါ့နော်။ကျွန်တော် horizontal scaler vertical scaler ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီအရာတွေကိုထည့်သွင်းစမ်းဖို့လိုအပ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ one server setup လာလောက်ထားမယ်ဆိုရင်ကျွန်တော်တို့ကဘာဖြစ်လာနိုင်လဲဆိုရင်ကျွန်တော်တို့အနေနဲ့ vertical ပဲလုပ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ one server setup လောက်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က vertical scaling ပဲကျွန်တော်တို့အနေနဲ့ဒီမှာလုပ်လို့ရအောင်ဖြစ်ပါတယ်ကဲကိုကဒါဒီလိုမျိုးပေါ့နော် user target နဲ့ကိုရဲ့ product ကို plan လောက်ထားမယ် user တရားရောက်ရင်ဘယ် စစ်ဆန်ကိုဘယ်လိုပြောင်းမလဲ user တစ်ထောင်ရရင်စစ်ဆန်ကိုဘယ်လိုပြောင်းမလဲစသဖြင့်ကိုကတော့ဒီလိုမျိုးဒီ future proof တော့ပါကိုကထည့်နေစဉ်းစားမယ်ဆိုရင်ဒီပြဿနာတွေကိုဖြေရှင်းနိုင်မှာဖြစ်ပါတယ်တကယ်ဒီလိုပုံစံမျိုးကကျွန်တော်တို့နဲ့စိမ့်နေရတော့မဟုတ်ပါဘူးကျွန်တော်တို့နဲ့ထားပါတော့ကျွန်တော် Facebook ဆိုရင်ကျွန်တော်ဖုန်းနဲ့လည်းဝင်နေ website နဲ့လည်းဝင်နေဒါပေမဲ့သူတို့ကဒီ server ကိုသူတို့အနေနဲ့တစ်လုံးနဲ့ထားလာတာမဟုတ်ပါဘူးသူတို့အနေနဲ့ဒီ server တွေကိုအများကြီးခွဲထားဖြစ်ပါတယ် ဒါကြောင့်မို့သူအနေနဲ့ကဒီနေစဉ်မီလီယံဘီလီယံနဲ့ချီတဲ့ request တွေကိုသူတို့အနေနဲ့ handle လုပ်နိုင်တာဖြစ်ပါတယ်။သူတို့ဒါတစ်လုံးနဲ့ထားမယ်ဆိုရင်သူတို့အနေနဲ့လည်းပြဿနာအများကြီးတက်လာနိုင်ပါတယ်။ Okay ဒီမှာဆိုရင်ကျွန်တော်တို့ရင်းနှီးပြီးသားဖြစ်တဲ့ကျွန်တော် Facebook နဲ့ကျွန်တော် Instagram ပေးပါမယ်။ကျွန်တော်ဒီမှာလူဖိဆိုင်မလုပ်တော့ပါဘူး။ကျွန်တော်လူဖိဆိုင် DM နဲ့ဆိုရင်နည်းနည်းရှုပ်ထွေးတော့မှာဖြစ်တော့တဲ့ကြောင့်မလို့ပါကျွန်တော်နည်းနည်း technical တန်းအာကျွန်တော် tag အပိုင်းကိုပဲနည်းနည်းဦးစားပေးပြီးပြောမှဖြစ်တဲ့အတွက်ကြောင့်မလို့ပါ။ Okay ပထမဆုံးတော့နော်ကျွန်တော်တို့ ဒီလိုလိုကကျွန်တော် Facebook သုံးတယ် Facebook သုံးတယ်ဆိုရင်ကျွန်တော် Facebook မှာ post လုပ်တဲ့ဟာကိုတီးကြလိမ့်မယ်လို့ထင်ပါတယ် Facebook သုံးတယ်ဆိုရင်လည်းတီးပါတယ်ဟုတ်ပြီ user ပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့ကဒီမှာပါကျွန်တော်တို့ကနေပြီးတော့ Facebook မှာ post တစ်ခုတင်မယ်ဆိုရင်ကျွန်တော်တို့ဒီ client server architecture file နဲ့ကျွန်တော်ဘယ်လိုသွားရလဲပေါ့နော်ကျွန်တော်ဒီမှာပြောပြပါမယ်ဒီလိုမျိုးဆွဲထားတဲ့ကျွန်တော်ဆွဲထားတဲ့ diagram ကို sequence diagram လို့ခေါ်ပါတယ် โอเคပထမဆုံးကျွန်တော်တို့เนาะကျွန်တော်တို့နေနဲ့ post တစ်ခုတင်မယ်ဆိုရင်ကျွန်တော်တို့ဖုန်းဆိုရင်လည်းကျွန်တော်တို့ရဲ့ဖုန်းထဲကနေယူတော့ကျွန်တော်တို့ကဒီ post လုပ်တဲ့ button ကိုကျွန်တော်တို့နေနဲ့နှိပ်ရပါတယ်အားနှိပ်ပြီးတော့မှကျွန်တော်တို့ကဒီမှာ type in input ထိုင်မယ် input ထည့်ပြီးတော့မှကျွန်တော်တို့က input ထိုင်မယ် input ထည့်ပြီးတော့မှကျွန်တော်တို့နေနဲ့က post ဆိုတဲ့ button ကိုကျွန်တော်နေနဲ့နှိပ်လိုက်မယ် โอเคနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော် hello world ဆိုတဲ့ဟာကိုကျွန်တော် post တင်မယ် post တင်မယ်ဆိုတော့ကျွန်တော်ကဒီမှာကျွန်တော် clip post ဆိုပြီးတော့ကျွန်တော်နှိပ်လိုက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီ client နေပြီးတော့ဒီကျွန်တော်ရဲ့ Facebook server ပေါ့နော် Facebook server ကိုသူ့အနေနဲ့ဒီမှာ post request ပို့လိုက်ပါ post request ပေါ့နော် post request ပို့လိုက်တယ် ပို့လိုက်တဲ့အချိန်မှာသူကဒီရဲ့ request ရဲ့ body ကိုသူကကြည့်မယ်။ဒီဟာက valid ဖြစ်လားမဖြစ်လားကိုကျွန်တော်အနေနဲ့ဆုံးဖြတ်မယ်။ဆုံးဖြတ်ပြီးတဲ့အချိန်ကျရင်သူ့အနေနဲ့ဒီဟာကိုကျွန်တော်တို့ရဲ့ database ထဲမှာသူ့အနေနဲ့ store လုပ်မယ်။ဘယ်ထဲမှာသွားပြီး store လုပ်လဲဆိုရင်ကျွန်တော်တို့ရဲ့ user profile ထဲမှာသူ့အနေနဲ့ဒီ user တည်ပဲမနော်။ဒီတော့ profile number ကို user တည်ပဲထဲမှာသူ့အနေနဲ့ကျွန်တော်တို့နဲ့တက်ဆိုင်နေတည်ပဲထဲမှာသူ့အနေနဲ့ ပြန်ပြီးတော့ store လုပ်မယ် store လုပ်ပြီးလို့ရှိရင်သူ့အနေနဲ့ update ပြန်လုပ်ပြန်မယ်နော်ကျွန်တော်တို့ရဲ့ data ကို update ပြန်လုပ်မယ်နောက်တစ်ဆင့်ကသူ့အနေနဲ့ update လုပ်မယ်ကျွန်တော်ဒီ user ဆိုတဲ့ဟာဝယ် update လုပ်မယ် update လုပ်ပြီးလို့ရှိရင်သူကဒီမှာကျွန်တော်တို့ရဲ့ response ပြင်ပေးပါပြီ response ပြင်ပေးပြီးရင်ကျွန်တော်တို့ကိုဒီမှာပြန်ပြီးတော့ return response ပေးပါတယ်ကျွန်တော်တို့ respond ပေးတယ်ပြီးရင်ဒီမှာပေါ့နော်ကျွန်တော်တို့ဒီ UI မှာဆိုရင်လည်းကျွန်တော် face ကျွန်တော်တို့ဖုန်းမှာဆိုရင် note လေးတက်လာပါတယ် post share ဆိုပြီးတော့ကျွန်တော်တို့အာ post share down ဝင်လဲ poster ဆိုပြီးတော့အဲ့လိုမျိုးတက်လာပါတယ်အဲ့လိုမျိုးတက်လာပြီဆိုရင်ကျွန်တော်တို့ကဒီမှာ post ပေါ့နော်ကျွန်တော်တို့ရဲ့ post တင်လိုက်တဲ့ဟာဆက်ဆက်ဘူးဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ရဲ့ UI က update လုပ်တော့မှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ နေ့တတူကအသုံးပြုနေတဲ့ဒီ Facebook post လုပ်တဲ့ဟာကိုကျွန်တော်တို့ကဒီ client server architecture အပိုင်းနဲ့ကျွန်တော်တို့ကသွားတာဖြစ်ပါတယ်။နောက်ထပ်ပုံစံမျိုးမျိုးတွေတော့အများကြီးတော့ရှိပါသေးတယ်။ဒါပေမဲ့ဒီမှာတော့ client server အပိုင်းဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီမှာ client server အကြောင်းပဲပြောတာဖြစ်ပါတယ်။ Okay ဒီမှာဆိုရင်ကျွန်တော်တို့တစ်ချက်ပြန်ကြည့်မယ်ဆိုရင်ပထမဆုံး client ပေါ့နော် client နေပြီးတော့ကျွန်တော် clip post နှိပ်တယ်။ Facebook နဲ့တဲ့ချိန်ကျရင်ကျွန်တော်တို့ကဒီမှာ post request ကျွန်တော်တို့ဒီ API ပါနော်ကျွန်တော် post request ကိုပို့လိုက်တယ်ပို့လိုက်တဲ့ချိန်မှာတက်ဆိုင်အစပါနေပြီးတော့သူ့အနေနဲ့ပြန်ပြီးတော့ကျွန်တော်တို့ကို validate လုပ်မယ် database မှာ store မယ်ပြီးရင် update လုပ်ပြီးတော့ကျွန်တော်တို့ကို response ပြန်ပေးတယ် response ပြန်ပေးပြီးလို့ရှိရင်ကျွန်တော်တို့က response က okay တယ်ဆိုရင်ကျွန်တော်ဆီမှာ okay တဲ့ UI ကို သူ့အနေနဲ့ update လုပ်ပေးမယ်ဒါမှမဟုတ် error တစ်ခုခုဖြစ်တဲ့ဆိုရင်သူ့အနေနဲ့ error ဖြစ်တဲ့ UI ကိုသူ့အနေနဲ့ update ပြန်လုပ်ပေးမှာဖြစ်ပါတယ် ဒီလိုနည်းနဲ့ပဲကျွန်တော်တို့က client နဲ့စာပါကိုကျွန်တော်တို့ application တစ်ခုမှာ client နဲ့စာပါဆက်သွယ်တာဖြစ်ပါတယ်။ဖြင့်ဒီနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ complete client server architecture flow ပေါ့နော်။ဒီကတော့ကျွန်တော်အရှိမရှင်းပြခဲ့လို့ပဲဒီ Facebook ပုံစံလိုပဲကျွန်တော်တို့ဒီပုံစံကတော့အထူးသဖြင့်တော့ကျွန်တော် web ပိုင်းလုပ်နေရတဲ့ဆိုရင်ဒီဟာကိုလောကရှင်းနေမယ်လို့ကျွန်တော်အားမခံပါနဲ့။မရင်းနေဘူးဆိုရင်လည်းဒီမှာဆက်ပြန်ကြည့်လို့ရပါတယ်။ကျွန်တော်အနေနဲ့ပေါ့နော် ကျွန်တော်အနေနဲ့ website တခုလုပ်ပြီပဲထားပါတော့ website တခုလုပ်ပြီဆိုရင်ကျွန်တော် client ရှိမယ် server ရှိမယ်ကျွန်တော်ဒီအရာပြောရလဲပြောပေါင်းထပ်နေပါပြီနည်းနည်းပြင်းနေလောက်ပြီထင်တယ်ကြည့်ရလူတွေ Okay ကျွန်တော်ဒီမှာ client နဲ့ server ရှိမယ်ကျွန်တော် web server application server စသဖြင့်ပေါ့နော်ကျွန်တော်တို့ဒီမှာဒီမှာတခုတည်တည်ထားမှာကကျွန်တော်တို့က desktop app ကိုကျွန်တော်တို့က offline လုပ်မယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ဒီမှာကျွန်တော်တို့အော် web server ဖြစ်ဖြစ် app server ဖြစ်မလိုအပ်ပါဘူးကျွန်တော်နေနဲ့ online ချိန်မှာသာကျွန်တော်နေလိုအပ်တာဖြစ်ပါတယ် okay ကျွန်တော်နေနေပေါ့နော်သူ့ရဲ့ flow ကဘလို့သွားလဲဘလို့သွားလဲဆိုတော့ကျွန်တော်ဒီ client server ကြီးတခြားဖြစ်ဘယ် architecture ဖြစ်ဖြစ်ကျွန်တော်တို့သွားတဲ့ flow ကဒီပုံစံတိုင်းသွားပါတယ်ဒါကိုတတိထားဖို့တော့လိုအပ်ပါတယ်ကျွန်တော်နေနဲ့က web မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ internet နဲ့အသုံးပြရပြီဆိုရင်ကျွန်တော်တို့ကဘာလို့အသုံးပြပြီးတော့ အဓိကသွားရလဲဆိုရင်ကျွန်တော်တို့ API နဲ့ကျွန်တော်တို့ဆက်သွယ်ရပါတယ် API ပြီးရင်ကျွန်တော်တို့ဒီ HTTPS protocol တွေနဲ့ကျွန်တော်နေနဲ့သွားရပါတယ် Okay ကျွန်တော်တို့ဒီမှာဆိုရင် client ကသူ့လိုချင်တဲ့ request တစ်ခုကိုကျွန်တော်ပို့မယ်ဆိုရင်ကျွန်တော်တို့က HTTP protocol ကိုကျွန်တော်နေနဲ့အသုံးပြုရပါတယ် HTTP protocol ဆိုတာကတော့ကျွန်တော်တို့ဒီရှေ့မှာကျွန်တော်တို့ဒီ cat တို့ပြီးရင်ကျွန်တော်တို့ဒီမှာ post တို့ပြီးရင် report တော့ကျွန်တော်တို့ရှိမယ်ပြီးရင်ဒီမှာ patch ဆိုတာလည်းရှိတယ်ကျွန်တော်တို့ပြီးရင်ကျွန်တော်တို့အနေနဲ့ဒီမှာ delete ပေါ့နော်ကျွန်တော်တို့ဒီဟာရှိတယ်ဒါကတော့ကျွန်တော်တို့ https ရဲ့ protocol တွေပဲဖြစ်ပါတယ် http https ဒီဟာတွေရဲ့ protocol တွေဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကဒီ client နေပြီးတော့ request တခုပို့ရင်ဒီရဲ့ protocol တွေကိုအသုံးပြုပြီးတော့ကိုလိုချင်တဲ့ protocol ကတော့ data တွေကိုလိုချင်နေဆိုရင် gap ကိုသုံးတယ် data တွေကို create လုပ်ပြီးတင်နေဆိုရင် post ကိုသုံးတယ်ကျွန်တော်အနေနဲ့ဒီမှာ update လုပ်တဲ့နေရာမှာ post နဲ့ patch ဆိုပြီးတော့နှစ်ခုရှိပါတယ်ဒါနောက်ပိုင်း HTTP protocol တွေနောက်ဝက်ကြောင်းတွေပြောရင်ထည့်ပြောပြပါမယ် delete ရအောင်ဒီအတိုင်း delete လုပ်တာပါဟုတ်ကျွန်တော်အနေနဲ့ဒီမှာ request တစ်ခုပို့လိုက်ပြီဆိုရင်ဒီ web server ကနေပြီးတော့ကျွန်တော်တို့ငြိမ့်နေဒီ data တွေကိုကျွန်တော်တို့ database ထဲကနေကျွန်တော် query တွေလုပ်မယ်ကျွန်တော်တို့ fetch လုပ်မယ်ကျွန်တော်တို့ရဲ့ business logic တွေကိုကျွန်တော်ကောက်မယ်ခေါ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ server မှာကျွန်တော်တို့ load တဲ့ process တွေလုပ်မယ်ပေါ့နော် background job တွေလုပ်မယ်ကျွန်တော်တို့ဒီမှာ process တွေလုပ်မယ် process လုပ်မယ်ပြီးရင်ကျွန်တော်တို့ကိုဒီမှာ return response ပေးပါပြီဒီမှာဆိုရင်ကျွန်တော်အနေနဲ့ကဒီမှာ example ပေါ့နော်ကျွန်တော်တို့ ဒီ page ဆိုတဲ့ HTML ကိုကျွန်တော်အနေနဲ့ request ပို့လိုက်တယ် request ပို့လိုက်တဲ့အချိန်မှာ server နေပြီးတော့သူက database ထဲမှာလိုအပ်တဲ့ data တွေကိုသူ fetch လုပ်မယ် business logic တွေကိုခေါ်မယ်ပြီးလို့ရှိရင်ဒီ server မှာသူအနေနဲ့ process တွေလုပ်မယ်လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကိုဒီမှာ response ပြန်လာပေးပါတယ် response ကိုကျွန်တော်တို့ဒီမှာ login နဲ့ HTML page ဆိုပြီးတော့ကျွန်တော်တို့ကိုပြန်ပြီးတော့ပြန်လာပေးပါတယ်ဟုတ်ကဲ့ဒီကတော့ကျွန်တော်တို့ဒီ client server architecture flow တွေပဲဖြစ်ပါတယ်။ဒီကကျွန်တော်တို့ လုံးဝအချိန်ခံကြတဲ့အပိုင်းတွေပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့အခုမှစပြီးတော့လေ့လာနေတဲ့သူဆိုရင်တော့ဒီအပိုင်းတွေကိုကျွန်တော်တို့အနေနဲ့နားလည်ဖို့လိုအပ်ပါတယ် core programming language သင်ပြီးဆိုရင်ဒါလေးတွေကိုအချိန်ခံသဘောတရားတွေကိုနားလည်အောင်ဒါလေးတွေကိုသိထားဖို့လိုအပ်ပါတယ်ဟုတ်ပြီဒီဗီဒီယိုတော့တော်တော့ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုစုံဒီရှိရတဲ့အားလုံးကိုကျေးဇူးတူပဲရှိပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ happy coding ပါခင်ဗျာ